တန်ဇန်နီးယားနိုင်ငံမှာ42ရက်အတွင်း Marburg virus ကူးစက်ဖြစ်ပွားမှုအသစ်မတွေ့ရှိတာကြောင့်ဒီ virus ကူးစက်ဖြစ်ပွားမှုအဆုံးသတ်ကြောင်းမလ23ရက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ virus ကူးစက်ဖြစ်ပွားမှုပြီးဆုံးသွားပြီဆိုပေမဲ့လည်းကူးစက်မှုဖြစ်စဉ်တစုံတရာထောင်လန်းတွေ့ရှိခဲ့မယ်ဆိုရင်အမြန်ဆုံးတုံ့ပြန်မှုပြင်ဆင်ထားတဲ့အပြင်ကူးစက်ခံခဲ့ရတဲ့မိသားစုတွေအတွက်စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေထောက်ပံ့ပေးသွားဖို့လှုံ့ဆော်နေပါတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့တန်ဇန်နီးယားကိုယ်စားလှယ်ချားစာကိုမော့စ်ကပြောပါတယ်။နောက်ဆုံးတီပြိုလူနာဟာ နဝါရီ28ရက်ကသေဆုံးခဲ့ပြီးနောက်ပိုင်းမဖြစ်မနေစောင့်ကြည့်ကာလ42ရက်အတွင်းယောဂကုသမှုဖြစ်စဉ်မတွေ့ရှိတာကြောင့်ယောဂကုသမှုကင်းစင်ကြောင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။2023ခုနှစ်မှာနိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ကာဂီရာဒေတာမှာပထမဆုံးကူးစက်မှုဖြစ်စဉ်ကိုတွေ့ရှိခဲ့ပြီးနောက်ပိုင်းဇန်နဝါရီ20ရက်မှာနောက်ဆုံးအကြိမ်ယောဂကူးစက်မှုကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလအထိမာဘတ်ဘာရက်စ်အတီပြူလူနာနှစ်ဦးနဲ့တန်တရားဖြစ်ဖွယ်ကူးစက်မှုဖြစ်စဉ်၈ခုရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ယောဂကူးစက်ခံထားရကြောင်းအတိမပြုမီသေဆုံးသောသူ၈ဦးအပောင်းဝင်ယောဂကူးစက်ခံရသူ၁၀ဦးစလုံးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဖေဖော်ဝါရီလအထိကူးစက်ခံရသူတွေနဲ့ထိတွေ့သူ၂၈၀ င်းဆက်တအုပ်စလုံးကို22ရက်ကြာစောင့်ကြည့်မှုတွေနဲ့နောက်ဆက်တွဲစောင့်ကြည့်မှုတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။